တန်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။လူမှုကွန်ရက်ဆောင်မျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာနေ့စဉ်နဲ့အမျှအကြောင်းအရာအစုံကပြန့်နှံ့လျက်ရှိနေပါရစေ။အဲဒီလိုမျိုးပြန့်နှံ့နေတဲ့အထက်ကမှအများစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုရေးချက်ပြီး11 Web TV ရဲ့ Facebook တန်ချက်အစီအစဉ်ကနေတင်ဆက်ပေးသွားမှာပါ။အခုတစ်ပတ်အတွင်းမှာတော့ရေလိုအပ်မှုတွေရှိနေတဲ့ဆက်ဆက်ရိုးကျေးရွာကရောင်ပေစုနဲ့ကလေးငယ်တွေကရန်ကုန်နိုင်ရေးကွန်ရီမှုအသင်းမှာလာရောက်ပြီးတော့အခုညှိတောင်းခံမှုတွေပြုလုပ်ခဲ့တဲ့အကြောင်းအရာ လက်လက်ဖက်မရှိတဲ့ရွှေတစိမ့်စုချင်းရေကူးချန်ပီယံတူကလမ်းဘေးမှာတောင်းရန်စားသောက်မှုပြုလုပ်နေရတယ်ဆိုတဲ့အကြောင်းအရကျူးကျော်နေအိမ်တွေကိုဖျက်သိမ်းမှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကအခုတစ်ပတ်ရဲ့ Facebook စာမျက်နှာတွေထက်မှအများစိတ်ဝင်စားမှုတွေနဲ့အတူပြန့်နှံ့နေပါတယ် အခုပထမအဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့ရေလိုအပ်မှုတွေရှိနေတဲ့မန်လေးတိုင်းဒေသကြီးအတွင်းကဆက်ဆက်ယိုကြီးရွာကရောင်ပေစုနဲ့ကလေးငယ်တွေကရန်ကုန်ကနိုင်ရေးကူညီမှုအသင်းကိုလာရောက်ပြီးတော့ရင်းနဲ့ပတ်သက်တဲ့အကူအညီတွေတောင်းခံမှုတွေရဲ့ပရာဟိတနဲ့ပတ်သက်ပြီးတော့လေးလာမှုတွေပြုလုပ်ခဲ့တဲ့အကြောင်းအရာက Facebook စာမျက်နှာတွေထပ်မှာအများစိတ်ဝင်စားမှုတွေနဲ့အတူပြန့်နှံ့နေတာကိုတင်ဆက်ပေးမှာပါ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ဆက်ဆက်ယိုကျေးရွာကကလေးငယ်တချို့နဲ့ဆရာတော်အပါအဝင်တာဝန်ရှိသူတို့ကရန်ကုန်နာရေးကူညီမှုအသင်းမှလာရောက်ပြီးတော့ကျေးရွာရေလိုအပ်မှုအတွက်အကူအညီတောင်းခံခဲ့မှုနဲ့ကလေးတွေအနေနဲ့ပရာဟိတနဲ့ပတ်သက်ပြီးတော့လေးလာမှုတွေပြုလုပ်နိုင်ဖို့တွေပြုလုပ်ခဲ့ကြပါတယ်။အဲ့လိုလာရောက်ပြီးတဲ့အခါမှာလူမှုကွန်ရက်စာမျက်နှာတွေမှာရောင်ပင်စုနဲ့ကလေးငယ်တွေရန်ကုန်ကိုရောက်ရှိလာပုံတွေကပြန့်နှံ့ခဲ့ပါတယ်။ကျေးရွာရဲ့ရေလိုအပ်ချက်အတွက်အခုလိုလာရောက်တဲ့အကြောင်းအရာကလည်း သတင်းမီဒီယာတွေမှာဖော်ပြခဲ့တာကြောင့်အများပြည်သူတွေသိရှိမှုများပြားခဲ့ပါတယ်။အပြင်မှာ ဦးကျော်သူရဲ့ Facebook စာမျက်နှာမှာလည်းဆက်ဆက်ရိုကြီးရွာရဲ့ရေလိုအပ်မှုအတွက် ရေးသားဖော်ပြမှုတွေရှိခဲ့ပြီးတော့အခုခါမှာတော့ရေအခက်ခဲအတွက်ကုညီမဲ့သူတွေပေါ်ပေါက်လာခဲ့လို့လေ Facebook စာမျက်နှာတွေပေါ်မှာထပ်မံပြီးတော့ပြန့်နှံ့မှုတွေရှိလာခဲ့ပါတယ်။ ရေတူးဆက်ကြီးတွေနဲ့အတူရေလိုအပ်မှုရှိတဲ့ကြေးရွာတွေမှာကုညီပေးမယ်ဆိုတဲ့အကြောင်းအရာတွေကလည်းပြန့်နှံ့ခဲ့တာပါဒီလိုမျိုးရေလူတန်းမှုပေါ်ပေါက်လာပုံကိုလည်းကြော်စရာအဖြစ်ရေးသားခဲ့မှုတွေကလည်းပြက်နှက်မှုတွေများပြားခဲ့တာပဲဖြစ်ပါတယ်။ အခုထပ်မံပြီးတော့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လက်နှစ်ဖက်မရှိတဲ့ရွှေတစိမ့်စုရှင်ရေကူးချန်ပီယံကလမ်းဘေးမှာတောင်းရန်စားတောက်မှုတွေပြုလုပ်နေရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ Facebook စာမျက်နှာတွေထပ်မံအမျိုးမျိုးပြန့်နှံ့နေရကိုတင်ဆက်ပေးသွားမှာပါအခုတစ်ပတ်အတွင်းရွှေတစိမ့်စုရှင်ကလမ်းဘေးမှာတောင်းရန်စားတောက်နေရပါတယ်ဆိုတဲ့အကြောင်းအရာကလည်းအများစိတ်ဝင်စားမှုနဲ့အတူပဲပြန့်နှံ့ခဲ့ပါတယ်။ အနှက်ဖက်မပါဘဲနဲ့မွေးဖွားလာခဲ့တီရော25ချိန်မြောက်မြန်မာအမျိုးသားအားကစားပွဲတော်မှာရွှေတစိတ်တစုငွေတစိတ်၃ခုနဲ့ကျေးတစိတ်တစုစုခူးရရှိခဲ့တယ်။ဒါပေမဲ့လည်းမိသားစုကိုထောက်ပံ့နိုင်မှုအတွက်အာဆီယံတိုင်ပွဲဝင်မဲ့အစီအစဉ်ကိုဆုံးလွှတ်ပြီးရောလမ်းပေါ်မှာပတ်စံတောင်းသူအဖြစ်လောက်ကင်ခဲ့ရတယ်ဆိုပြီးတော့ပြန့်နှံ့ခဲ့တာပါ။ နိုင်ငံရမှာလည်းအဲ့ဒီလိုမျိုးတောင်းရမ်းမှုပြုလုပ်နေရတဲ့ရွှေရစိတ်စုရှင်နဲ့ပတ်သက်ပြီးတော့ဖိုတိုအစေးပြုလုပ်ပြန့်နှံ့မှုတွေကလည်းရှိခဲ့ပါတယ်။ မျိုးပြုလုပ်ပြီးတော့ပြန့်နှံ့နေရမှာတော့အများပြည်သူတွေသိရှိဖို့ဖော်ပြမှုတွေနဲ့အတူပဲကုညီမဲ့သူတွေသူမရဲ့အိမ်မက်တွေဆန္ဒတွေကိုအကောင့်ထဲပေါ်ပေးမဲ့သူတွေကိုကုညီရှာဖွေပေးသူတွေကလည်းရှိခဲ့တာပဲဖြစ်ပါတယ် အခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့ကျူးကျော်နေအိမ်တွေဖျက်သိမ်းမှုတွေနဲ့ပတ်သက်ပြီးရော Facebook စာမျက်နှာတွေထံမှာအမျိုးမျိုးဝေဖန်ပြီးရောပြန့်နှံ့မှုတွေရှိနေတာကိုတင်ဆက်ပေးသွားမှာပါခုရက်ပိုင်းအတွင်းမှာကျူးကျော်အိမ်ယာတွေကိုဖယ်ရှားမှုတွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများအပြားရှိနေပါတယ်အဲ့ဒီလိုမျိုးကျူးကျော်နေအိမ်တွေကိုဖျက်ဆီးမှုအပေါ်မှာဝေဖန်ရေးသားမှုတွေကျူးကျော်နေအိမ်တွေဖယ်ရှားခံရမှုကြောင့်ခံစားရတဲ့ခံစားချက်တွေကို ရေးသားထားမှုတွေကလည်းဓာတ်ပုံတွေနဲ့အတူပဲပြန့်နှံ့နေရပဲဖြစ်ပါတယ် ဖယ်ရှားခံရမှုတွေအခုနှစ်ပိုင်းအတွင်းအများအပြားရှိနေကြတာဖြစ်ပြီးအခုလိုမျိုးဖယ်ရှားရှင်းလင်းမှုတွေခံနေကြရတာပဲဖြစ်ပါတယ်။ အခုဒီဘက်အတွက်ရေးချက်တင်ဆက်ပေးခဲ့တဲ့ Facebook ပေါ်ကအကြောင်းအရာဆုံးနဲ့ပတ်သက်လို့စိတ်နဲ့နှစ်သက်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။လာမယ့်ပတ်တွေမှာလည်းဒီဘက်အတွင်း Facebook စာမျက်နှာတွေထက်ကအများစိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေကိုရေးချက်တင်ဆက်ပေးအောင်မှာဖြစ်လို့အခုဒီဘက်ရဲ့အစီအစဉ်ကလည်းနှုတ်ဆက်လိုက်ပါတယ်။